င်္ဂလာပါခင်ဗျရှေကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။နောင်ချုံမြို့နယ်မှာစစ်ကောင်စီကိုကြိုတင်အကြောင်းကြားတာမျိုးမရှိတဲ့အတွက်တရုတ်ချက်ချင်းဤအသိရဲ့ငလျင်ဘေးတင်ပြည်သူတွေအတွက်ထောက်ပို့ရေးကာကွယ်စီကိုစစ်တပ်ကပြစ်ခတ်တားဆီးခဲ့ပြီပဲ။တနတ်ကိုမိုးပေါ်ထောက်ပစ်ခဲ့တာပါဆိုပြီးစစ်ကောင်စီပြောခွင့်ရအကြံဖက်ဇွန်မင်းထွန်းကဝန်ခံပြောဆိုလာပါလေ။နေပြည်တော်ကအကြံဖက်စစ်ကောင်စီလက်အောက်ခံမြမမိရထအင်ယာတွေဟာငလျင်တန်ကြောင့်ပြိုကျပျက်စီးထားတဲ့အတွက် လမ်းစီရံဝန်ထမ်းနဲ့မိသားစုစုစုပေါင်းအယောက်1600ကျော်ဟာကုကဲသူမဲ့နေပြီစစ်ကောင်စီကလည်းသူတို့ကိုဘာကူညီးညီးမှ မပေးပဲဒီအတိုင်းပစ်ထားတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့နောင်ချုံမြို့နယ်မှာ စကောင်စီကိုကြိုတင်အကြောင်းကြားတာမျိုးမရှိတဲ့အတွက်ကြောင့်ဆိုပြီးတရုတ်ချက်ချင်းဤအသိရဲ့ငလင်ဘေးတင်ပြည်သူတွေအတွက်ထောက်ပံ့ရေးကာကွယ်စီကိုစစ်တပ်ကပြစ်ခတ်တားဆီးခဲ့ပြီးမြေတနတ်ကိုမိုးပေါ်ထောင်ပစ်ခဲ့တာပါဆိုပြီးစစ်ကောင်စီပြောခွင့်ရအကြမ်းဖက်ဇော်မင်းထွန်းကဝန်ခံပြောဆိုလာပါလေဒါကြတော့စစ်ကောင်စီရဲ့ဝါဒဖြန့် Telegram Channel တွေကနေတဆင့်တရုတ်ချက်ချင်းဤအသိရဲ့ကုညီရေးရင်နှန်းကိုသူတို့စစ်တပ်ကပြစ်ခတ်မှုနဲ့ပတ်သက်ပြီးအကြမ်းဖက်ဇော်မင်းထွန်းကအကြောင်းပြချက်ပေးပြီးတော့ဝန်ခံပြောဆိုသွားတာပါဖြစ်စဉ်ကတော့ ဧပြီလ10ရက်နေ့ဖြစ်တဲ့မနေ့ကည9:00နာရီကျော်လောက်မှာပဲတရုတ်နိုင်ငံချက်ချင်းဤအသင်းကမြန်မာနိုင်ငံငလင်းဘေးတင်ပြည်သူတွေအတွက်ဆိုပြီးထောက်ပံ့ရေးပစ္စည်းတွေကိုကာကိုးစည်းနဲ့မန္တလေးမြို့စီတည်ဆောင်လာတဲ့အချိန်နောင်ချုံမြို့နယ်အုံတီကျေးရွာအနီးအရောက်မှာစစ်ကောင်စီတပ်ကအသင်းဆောင်ပြီးရင်တန်းကိုပစ်ခတ်တိုက်ခတ်ခဲ့တဲ့အတွက်အဲ့ဒီရင်တန်းကို TNL တပ်တွေကကာကွယ်စောင့်ရှောက်ပေးခဲ့ရတယ်လို့ TNL ကနေတရားဝင်သတင်းထုတ်ပြန်ထားပါတယ် ဒီလိုတရုတ်နိုင်ငံချက်ချင်းဤအသင်းရဲ့ငလင်းဘေးတင်ပြည်သူတွေအတွက်ထောက်ပံ့ရေးကာကွယ်စည်းကိုစစ်တပ်ကပြစ်ခတ်မှုနဲ့ပတ်သက်ပြီးအဲ့ဒီကူညီရေးရင်နှီးဟာစစ်ကောင်စီကိုကြိုတင်အကြောင်းကြားထားပြီးမှလာခဲ့တာဆိုပြီးပြောထားပေမဲ့စစ်ကောင်စီပြောခွင့်ရအကြမ်းဖက်ဇော်မင်းထွန်းကတော့အဲ့ဒီရင်နှီးကသူတို့စစ်ကောင်စီဘက်ကိုကြိုတင်အကြောင်းကြားတာမျိုးမရှိတဲ့အတွက်နောင်ချိုမြို့နယ်အနီးမှာအဲ့ဒီရင်နှီးကိုပြစ်ခတ်တားဆီးခဲ့တဲ့အကြောင်းနဲ့ပြစ်ခတ်တဲ့အချိန်မှာလည်းတနက်ကိုမိုးပေါ်ထောင်ပစ်ခဲ့တာပါဆိုပြီး စစ်ကောင်းစီပြောခွင့်ရအကြံဖက်ဇွန်မင်းထွန်းကိုတိုင်အကြောင်းပြချက်ပေးပြီးတော့ဝန်ခံပြောဆိုသွားတာပဲဖြစ်ပါလိမ့်ခင်ဗျတဖက်မှာတော့နေပြည်တော်ကအကြံဖက်စစ်ကောင်းစီလက်အောက်ခံမြမမိယထအိမ်ယာတွေဟာငလင်တန်ကြောင့်ပြိုကျပျက်စီးထားတဲ့အတွက်နန်စီရီယံဝန်တန်းနဲ့မိသားစုစုစုပေါင်းအယောက်1600ကျော်ဟာကုကဲသူမဲ့နေပြီစစ်ကောင်းစီကလည်းသူတို့ကိုဘာကူညီမှမပေးဘဲဒီအတိုင်းပစ်ထားတယ်လို့မြမမိယထရုံးချုပ်ရဲ့ဝန်တန်းတွေကရင်ုံခစ်တစ်ကိုအတိပေးပြောဆိုလာပါတယ် လက်ရှိနေပြည်တော်ကအချမ်းဖက်စစ်ကောင်စီလက်အောက်ခံမြမမိအထားရုံကျုပ်ဝန်ထမ်းအင်အားတွေကလေးတက်တိုက်အမှုထမ်းအင်အား25လုံးအရာထမ်းအင်အား18လုံးဟာလူနေလို့မရတော့အောင်ကိုပျက်စီးထားတယ်ဆိုပါလေလက်ရှိမှာတော့အဲ့ဒီဝန်ထမ်းတွေနဲ့မိသားစုတွေကိုပုပ္ပတိရိမြို့နယ်ကနေပြည်တော်ဘူရာကြီးအမှတ်1ပလက်ဖောင်းဘော်ဒီမှာနေခိုင်းထားသလိုကုန်းလန်ပို့ဆောင်ရေးဝန်ထမ်းမှာလည်းယာယီနေခိုင်းထားပေမဲ့ သူတို့စီကိုဘသူမှကူညီမဲ့သူမလာပဲတောက်တုံးရင်းနဲ့စားနပ်ရိက္ခာတွေအပြင်အမိုးကားတွေပါအကူအညီလိုအပ်နေတဲ့ဆိုပြီးမြမမိရထားရုံကျုံရဲ့ဝန်တန်းတွေကရန်ကုန်ခေတ်တကိုအတိပေးပြောဆိုလာပါတယ်လက်တလုံးနေပြည်တော်ကဝန်တန်းအင်အားတွေအားလုံးနှိပါဟာပြိုကျပျက်စီးထားတဲ့အတွက်ဝန်တန်းတွေအားလုံးဟာလမ်းပေါ်တွေမှာလမ်းဘေးတွေမှာအိတ်ဆက်နေထိုင်နေရပြီးစာဝင်နေရအတွက်စစ်ကောင်စီကလည်းသူတို့ကိုထိထိရောက်ရောက်အကူအညီမပေးပဲဒီအတိုင်းထားရတယ်လို့နေပြည်တော်နေဝန်တန်းတွေကလည်းရန်ကုန်ခေတ်တကိုအတိပေးပြောဆိုထားကြပါတယ်ခင်ဗျာ တစ်ဖက်မှာတော့မန္တလေးတိုင်းကအချမ်းဖက်စစ်ကောင်းစီရဲ့မိတိလာတက်နေတဲ့မှာငလင်တန်းကြောင့်စစ်ကောင်းစီတပ်ဖွဲ့ဝင်အယောက်20ကျော်ဟာအသီးသီးတေကုန်ကြပြီသူတို့စစ်တပ်ရဲ့အမှတ်1တက်မတော်အကြီးစားစစ်ရုံပါလေတေတဲ့သူတွေတော်တော်ကိုများထားတယ်လို့မိတိလာတက်နေမှာရှိတဲ့စစ်တပ်အတိုင်းဝိုင်းကရင်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့မတ်လ28ရက်နေ့ကပဲမြန်မာနိုင်ငံမှာကြီးမားပြင်းထန်တဲ့ငလင်ကြီးလှုပ်ခတ်သွားတဲ့အချိန်အချမ်းဖက်စစ်ကောင်းစီရဲ့မိတိလာတက်နေတဲ့မှာ အမှတ်69ချင်းမြန်တက်မှဌာနချုပ်လက်အောက်ခံတက်ရင်တွေကတာဝန်ရှိတဲ့သူတွေအပါဝင်တက်နေဆိုင်ရအစည်းအဝေးကျင်းပနေကြတယ်ဆိုပါလေအဲ့ဒီချိန်မှာပဲငလင်ကြီးလှုပ်ခတ်သွားတဲ့အတွက်အစည်းအဝေးခန်းမဆောင်ကြီးပြိုကျသွားပြီးတော့စစ်တပ်အရာရှိတွေနဲ့တပ်ဖွဲ့ဝင်တွေတော်တော်များများဟာအသီးသီးတိတ်ကုန်ကြသလိုလက်တော်တိရှိထားချက်အရာတွေအရာရှိစစ်တီစုစုပေါင်းအယောက်20ကျော်ကတော့အသီးသီးတိတ်ကုန်ကြပြီဖြစ်သလိုတစ်ဖက်မှာလည်းစစ်ကောင်စီရဲ့အမှတ်တတမတော်အကြီးစားစက်ရုံမှာပါငလင်တန်းကြောင့်အဆောက်အုံတွေပြိုကျထားပြီး အဲ့ဒီမှာလေစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတော်တော်သေးထားကြတယ်လို့မက်ဒီလာတက်နယ်မှာရှိတဲ့စစ်တပ်အတိုင်းဝိုင်းကရန်ကုန်ခေတ်တိကိုအတိပေးပြောဆိုထားပါတယ်။ဒါအပြင်တပ်ဖက်ကနေပြည်တော်မှာလေအကြက်ဖက်စစ်ကောင်စီရဲ့ဇေယျသီရိမြို့နယ်ကစစ်ရုံးနဲ့လက်ရုံးတက်ရုံးတွေမှာလေငလင်တန်းကြောင့်အောက်အုံမောင်းများစွာပြိုကျထားပြီးအဲ့ဒီမှာလေအတိအသေးတေကုန်ကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိစစ်တီပေါင်းဟာ လက်ရှိတည်ရှိထားချက်အရတဲ့အရောက်တရာဝင်းကျင်မှာရှိထားပြီးစေကောင်းစီဘက်ကတော့ဒီလိုစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတည်င့်တွေကိုဖုံးဖိထားတယ်လို့လည်းစစ်တပ်တည်င့်အရှင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျတပတ်မှာတော့မန္တလေးနဲ့စကိုင်းမြို့တွေမှာနောက်ဆက်တွဲငလျင် BNL ကိုစိုးရင်ပြီးညပတ်တဆူပြည်သူတွေဟာလမ်းမပေါ်တွေမှာထွက်အိတ်တဲ့အချိန်နေအိမ်အများပြတခုတ်ခိုးခံနေရပြီးအရင်ဆုံး မြို့ပေါ်ဒီမှာလက်နက်တကားကားနဲ့တွာလာနေတဲ့စစ်တပ်နဲ့ပြူစောထီတွေကတော့ပျောက်ချင်းမလားပျောက်နေကြတယ်လို့ကုညေးလုံနေသူတချို့နဲ့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်။လက်ရှိမြန်မာနိုင်ငံမှာကြီးမားတဲ့ငလင်လှုပ်ခတ်သွားမှုကြောင့်မန္တလေးမြို့နယ်စကိုင်းမြို့မှာရှိတဲ့ငလင်တန်းတဲ့ပြည်သူတွေဟာညအချိန်တွေဆိုနောက်ဆက်တွဲငလင်ဘေးအန္တရာယ်ကိုစိုးရင်ပြီးလမ်းမတွေပေါ်မှာပဲဖြစ်တယ်လို့ထွက်အိတ်နေကြရတယ်ဆိုပါတယ်။အဲ့ဒီအချိန်နေအိတ်အများပြားဟာတကုတ်ခိုးခံနေရပြီးဧပြီလတရနေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာဆိုရင်လည်း မန္တလေးမြို့38လမ်းနဲ့40လမ်းအကြား86လမ်းလမ်းမပေါ်မှာမျက်နှာဖုံးဆွတ်ထားတဲ့ဓားကင်ထားသူလူ9ဦးဟာသွာလာလှုပ်ရှားနေတဲ့အတွက်ပြည်သူတွေစုဝေးပြီးအဲ့ဒီလူ9ဦးကိုဖမ်းဆီးဖို့လိုက်လံရှာဖွေတာတွေပါလုပ်ခဲ့ရတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။တဖက်ကစကိုင်းမြို့ပေါ်မှာလေဇေယျကွက်တစ်ဘက်မှာညာတိုင်းတခိုးခိုးခံနေရတဲ့အတွက်ရက်ကွက်နေပြည်သူတွေကလုံခြုံရေးပြန့်ယူနေရတယ်လို့အဲ့ဒီလိုတွေငလင်းဘေးတဲ့မန္တလေးနဲ့စကိုင်းမြို့ပေါ်တွေမှာတခိုးခိုးခံနေရတဲ့ဖြစ်စဉ်တွေဖြစ်နေပြီမဲ့ ြို့ပေါ်တွေမှာအရင်ဆုံးလက်နက်တကားကားနဲ့တွာလာနေတဲ့စစ်တပ်နဲ့ပြူစော့တီတွေကတော့ပျောက်ချင်းမလားပျောက်နေကြတယ်လို့ကုညီရဲ့လုံနေသူတချို့နဲ့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာတစ်ဖက်မှာတော့အချမ်းပတ်စစ်ကောင်စီထိန်းချုပ်ရာမန္တလေးနဲ့စကိုင်းမြို့တွေမှာညဘက်တွေတခိုးခိုးခံနေရတဲ့အချိန်စစ်ကောင်စီကရန်ကုန်တိုင်းမှာတွားပြီးမြို့နယ်တိုင်းမှာလုံခြုံရေးအတွက်လုံချမ်းအဖွဲ့တွေဖွဲ့ဖို့ညွန်ကြနေပြန်တယ်လို့လာစာအပြည့်တလောက်ကိုငွေကြက်နှစ်သိန်းပေးမယ်ဆိုပြီးတော့ပါ ရန်ကုန်တိုင်းစစ်ကောင်စီမြို့နယ်ထွေအုပ်ဌာနကနေညွန်ကြားချက်ထုတ်ပြန်ထားတယ်လို့သိရပါတယ်။လက်ရှိရန်ကုန်တိုင်းမှာတော့စစ်ကောင်စီကပြူစော့တီနဲ့လုံခြုံရေးအဖွဲ့တွေကိုဖွဲ့စည်းထားပြီးဖြစ်ပေမဲ့အခုတကလုံခြုံအဖွဲ့ကိုပါထပ်မံဖွဲ့စည်းဖို့ညွန်ကြားလာပြန်တာဖြစ်တယ်လို့သိရပါတယ်။အဓိကကတော့လက်ရှိရန်ကုန်တိုင်းကမြို့နယ်တွေမှာလုံခြုံရေးအဖွဲ့တွေမလုံလောက်လို့ဆိုတဲ့အကြောင်းပြချက်နဲ့အဲ့ဒီလုံခြုံအဖွဲ့ကိုစစ်ကောင်စီကထပ်ပြီးဖွဲ့ခိုင်းတာဖြစ်တယ်လို့အဲ့ဒီလုံခြုံအဖွဲ့တွေကစစ်တပ်ရဲနဲ့အတူပူးပေါင်းပြီးလုံခြုံရေးလုပ်ရမယ်လို့ပါပြောထားတဲ့အပြင် အဲ့ဒီလုံချမ်းအဖွဲ့ဝင်တွေကိုတလနှစ်သိန်းနဲ့ရစ်ခအပြည့်ပေးမယ်ဆိုပြီးတော့ပါစစ်ကောင်စီကမြူဆွဲထားပြန်တယ်လို့ရန်ကုန်တိုင်းစစ်ကောင်စီမြို့နယ်ထွေအုပ်ရုံးတည်င်းရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မြန်မာနိုင်ငံမှာငလင်ဒန်ကြောင့်ပြည်သူတွေအတိဒုက္ခရောက်နေတဲ့အချိန်တဖက်မှာလည်းအကြံဖက်စစ်ကောင်စီတပ်ကလေကြောင်းကနေနေ့စဉ်မယမနာဘုံကျဲနေတဲ့လူလောက်ကပ်ဘေးကိုပါခန်းစားနေရတဲ့အတွက်ဒီလိုရုံညံ့တဲ့ဆက်အနာရှင်စနစ်စိုးကိုအပေးတိုင်ချေမုန်းကြဖို့ပဲရှိတော့တယ်လို့ အန်ဂျီရိုက်သမနာဒူဝါလက်ရှိလက်ကပြောဆိုလိုက်ပါတယ်။ဒါကိုတော့ဧပြီလ၁ရက်နေ့ဖြစ်တဲ့မနေ့ကပဲမြို့သားညီငယ်အစိုးရအဖွဲ့အစည်းအဝေးမှာအန်ဂျီရိုက်သမနာဒူဝါလက်ရှိလက်ကပြောလိုက်တာပါ။လက်ရှိမြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေဟာအတိတ်ဒုက္ခရောက်နေတဲ့အချိန်တစ်ဖက်မှာလည်းစစ်ကောင်စီတပ်ကလေကြောင်းကနေနေစဉ်မယက်မနာဘုံကျဲနေတဲ့လောက်ရကူစက်ပြီးလုံနေတဲ့အတွက်ပြည်သူလူထုတရက်လုံးဟာလူလုကဘေးကိုပါတပြိုင်တည်းခံစားနေရပြီးဒီလိုရုံညံ့တဲ့ဆက်အနာရှင်စနစ်စိုးကိုအမြန်ဆုံးမချေမှုန်းနိုင်တဲ့၍ ဇာနာရှင်ကြောင့်ပြည်သူလူထုခံစားနေရတဲ့ဒုက္ခအတိတ်တွေဟာတတိတိနဲ့ဆက်ပြီးဖြစ်နေမှာဖြစ်တဲ့အတွက်ဒီလိုဆန္ဒရှင်စနစ်စိုးကိုအပိတိုင်ချိန်မုံကြဖို့ပဲရှိတော့တယ်လို့အန်ဂျီယာယီသမနာဒူဝါလရှိလက်ကပြောဆိုလိုက်ပါတယ်တဖက်ကနိုင်ငံကအတိုင်းဝိုင်းနဲ့အိမ်နီးချင်းနိုင်ငံတွေကိုတိစေလူတာကလည်းလက်ရှိမြန်မာပြည်သူတွေခံစားနေရတဲ့ဘေးဒုက္ခတွေဟာလက်တလုံးအနာတတယုံဈေးမီတို့နီးလောက်နဲ့အမှန်တကယ်မပြောက်ကင်းနိုင်ပေလက်ရှိအကြမ်းဖက်မြန်မာစစ်အုပ်စုဟာ သူတို့အာနာတီမျက်ရည်အတွက်ဘာမဆိုလုံနေတာတွေကိုလည်းပြည်သူတွေကနားလေသဘောပေါက်နေပြီဖြစ်တဲ့အတွက်လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေဟာစစ်မှန်တဲ့လူတို့အစိုးရနဲ့သားနိုင်ငံအတွင်းကပြည်သူတွေရဲ့ဒုက္ခတွေကိုအပိတိုင်လွတ်မြောက်အောင်လှုပ်ဆောင်နိုင်မှာဖြစ်တယ်ဆိုတာကိုလည်းအလေးအနက်အသိပေးခြင်းပါတယ်လို့အင်ဂျီရိုက်သမရဒူဝါလက်ရှိလက်ကတိုက်တွန်းပြောဆိုထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ